2021ခုနှစ်ကအာဖဂန်နစ္စတန်မှာအာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတာလီဘန်နိုင်ငံသားရဲ့ဝန်ကြီးဟာပထမဆုံးပြည်ပခီးစဉ်အဖြစ်အိန္ဒိယနိုင်ငံကိုချစ်ကြည်ခီးရောက်ရှိလာခဲ့ပါတယ်။အာမီခန်မူတာကီဟာစန္ဒာရီနေ့ကနယူးဒယ်လီမြို့ကိုဆိုက်ရောက်ခဲ့တာဖြစ်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီကသူ့အပေါ်ခီးသွားလာခွင့်ပိတ်ပင်မှုကိုယာယီရုပ်သိမ်းပေးခဲ့ပြီးမှအိန္ဒိယနိုင်ငံကိုရောက်ရှိလာတာပါ။ ခီးစဉ်တွင်မော်တာကီဟာအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဆူရာမန်ယန်ဂျန်ရှန်ကအပြင်ခြားရာရှိတွေနဲ့တွေ့ဆုံသွားမယ်လို့ပြည်တွင်းမီဒီယာတွေကဖော်ပြကြပါဗျ။ဒေတာရင်းတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအရှိန်မြင့်တင်မှုအတွက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့လုံခြုံရေးကိစ္စတွေကိုအဓိကထားဆွေးနွေးလိုက်မယ်လို့ညွှန်လိုက်ရပါတယ်။ရုရှားနိုင်ငံဟာပြီးခဲ့တဲ့ဇူလိုင်လကတာလီဘန်အစိုးရကိုအာဖဂန်နစ္စတန်ရဲ့အစိုးရအဖြစ်ပထမဆုံးတရားဝင်အသိအမှတ်ပြုတဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။ ခုလည်းတာလီဘန်တွေဟာမူတကီရဲ့ခီးစင်နဲ့အိန္ဒိယနိုင်ငံရဲ့အသီးမှတ်ပြမှုကိုရယူဖို့ကြိုးပမ်းနိုင်တယ်လို့ခင်းစေးပေးမှုတွေထွက်ပေါ်လာခဲ့ပါတယ်။တာလီဘန်တွေဟာနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေကြောင့်သူတို့ရဲ့ထိကြံမှုကိုဖြေလျှော့နိုင်ဖို့အိန္ဒိယဆိုရနဲ့ဆက်ဆံရေးခိုင်မာအောင်ကြိုးစားမယ်လို့လည်းယူဆရပါတယ်ရှင်။